မင်္ဂလာပါရှင်မြန်မာပြည်ရဲ့နိုင်ငံရေးသတင်းတဲ့ဂျပန်ရဲ့နိုင်ငံရေးသတင်းတွေကတစ်နေ့ထက်တစ်နေ့တစ်နေ့အရင်ကိုရင်ကုန်ဆစ်လို့ရနေရတယ်နော်ဟုတ်ကျွန်တော်တို့ကဟိုချိန်တိုင်းကျွန်တော်တို့လည်းအိတ်ဆွဲပြီးပြန်ရမှလားဆိုရင်တုံမှုတွေဖြစ်နေပေါ့နော်အခုတစ်ခုအခုကကြပါလဲဆိုတော့ကျောင်းသားကလေးတွေပဲရောက်သွားပြီနော်ကျောင်းလာကတွေတိုးမြင့် 2029ခုအနေစပြီး2016ကတော့ဒီနှုံထားအတိုင်းကိုသွားမယ်အဲအရန်ကိုနိုင်ငံသားတွေကိုဖိအားတွေအရန်ပေးနေပြီချိန်နေထားတော့ရှိနေပေါ့နော်အရန်ကြီးလွတ်လွတ်နည်း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 မသိပေမဲ့ကျွန်တော်တိတလောက်လေးပြောပြရရင်တော့ဟိုဘလို့ခေါ်မလဲအနုနီးနဲ့နှင်ထုတ်နေရလားတောင်းထင်ရတယ်ပေါ့နော်ဘလို့လဲဆိုတော့ကိုစကေးတွေကိုအရင်မြင်မြင်မမြင်လို့ရှိရင်ဂျောင်းဂျလကီဂျောင်းဆိုတာပုံစံမျိုးတွေဖြစ်လာပြီ ပြီးရင်အခွန်နေရာလည်းတက်လာပြီးအခွန်နေပြီးတော့ဟိုပါလေဗီဇာတုံးမြင့်ကြီးတွေတို့အခုကျောင်းလာကတွေတက်တာတို့အမျိုးမျိုးသောတွေပေါ့နော်နိုင်ငံညာသားရဲ့ကလေးလေးတွေဆိုလို့ရှိရင်ကျောင်းကျောင်းတက်တဲ့ကလေးလေးဆိုလို့ရှိရင်ဒီမှာမွေးတဲ့ကလေးလေးပေါ့နော်နိုင်ငံညာသားကလေးလေးတွေဆိုလို့ရှိရင်မူလာတန်းကျောင်းသားကလေးတွေဆိုလို့ရှိရင်ထောက်ပံ့ကြီးမရတာမရတော့တဲ့စနစ်တွေဖြစ်လာတာတို့အမျိုးမျိုးအမျိုးမျိုးသောတွေ啊တနေ့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  तू ကလေ တစ်နှစ်တစ်ပုတ်တစ်နှစ်တစ်ပုတ်မကအောင်အဲ့လိုဖြစ်ဆိုတော့ကျွန်တော်တို့အနုနည်းနဲ့ပြန်လွတ်နေရတာစဉ်းစားကြည့်အဲ့လိုလေးဘယ်ခေါ်မလဲဗီဇာတိုးမြင့်ကြီးတိုးကောက်တာဆိုလို့ရှိရင်လည်းစဉ်းစားကြည့်ဗျာ6 6လတစ်ချိန်တိုးတဲ့လူရှိရဲ့နော်ခါစုတိုးပီတာတပည့်ဆို6လတစ်ချိန်တိုးတဲ့လူရှိရဲ့တစ်နှစ်တစ်ချိန်တိုးတဲ့လူရှိရဲ့6လ6လတစ်ခါ6လတစ်ခါကိုမှ6000တသောင်းတော့တသောင်းအောက်ဆိုလို့ရှိရင်ကိစ္စမရှိဘူးဆိုပေမဲ့ အခုဆိုလို့ရှင်3-4တောင်းဆိုလို့ရှင်စဉ်းစားကြည့်အဲ့ဒါကြီးကိုကတကူတကကျွန်တော်တို့ရှာရတော့မယ်ဟုတ်တယ်ဟုတ်အဲ့တော့နေရထိုင်ရတာမကြိုက်တော့ဘူးဖြစ်သွားပြီခုလာစားရပြီဆိုလို့ရှင်လေ3ပုံ2ပုံလောက်ကအခုနေကြည့်ပဲနော်ဝယ်စားသမျှအတိုင်းမှာလဲမုံလေးတရာတရာတန်ဝယ်စားစားတရာတန်အခုဖြတ် coffee လေး တဘူးဝယ်တော့တော့ကော်ဖီလေးဟိုဘယ်လိုခေါ်မလဲတဘူးစာအခွန်ကဖြတ်အဲ့တော့ခါကျတော့စဉ်းစားကြည့်ဗျာဘယ်လိုလဲအနုနီးနဲ့နှိမ့်ထုတ်နေဆိုခံစားရအောင်လားကျွန်တော်တော့အဲ့လိုခံစားရတယ်ဗျာဒါပေမဲ့ပြီးတော့ခုခုပြောပြောနေကြတာအာဒီဒေါ်နယ်ထရန်ကြီးကဒီလိုဒီလိုလှုပ်လို့ဟိုအဖွားကြီးကဒီလိုတွေလှုပ်တယ်အဲ့တော့အော်ဒီလိုတွေလုတ်တော့မယ်ဒီလိုတွေလုတ်တော့မယ်အဲ့တော့ခါကြခါစုစသမားတွေပြန်ရတော့မှလားမပြန်ရတော့ဘူးလား အဲအဲ့လိုမျိုးတွေပေါ့နော်တချို့ကြလဲသူတို့နဲ့မဆိုင်ဘူးပေါ့ရွှေမြမာတွေကိုတိတန့်ကိုကာတာတွေကပေးထားတာဆိုရတယ်ယူခံယူရတဲ့လူတွေလည်းရှိရပေါ့နော်အတိုင်းမဲ့အကျိုးအသက်ရောက်မှုကတော့နည်းနည်းလေးတော့တက်ရောက်တာပဲရင်းတော့နည်းနည်းတုံးရတာပဲလေနော်အဲ့တော့ရှိနေတဲ့ဟိုလက်ရှိကင်ထားတဲ့ဗီဇာလေးကိုတန်မိုးထားပြီးတော့နေစီခြင်းနဲ့ပြီးရင်ဘာလို့ရမလဲစကေးလေးတွေကိုမြင့်တင်စီခြင်းနဲ့ရှိနေတဲ့စကေးလေးသူတို့ကတတ်မှတ်တော့ဝင်လို့လည်းပြောရလေနိုင်ငံသားဥယျာဉ်တွေကိုတတ်မှတ်ပြီးခေါ်ယူတော့မယ်ဆိုတော့သူတို့နိုင်ငံလာလို့ရှိရင် သူတို့ရဲ့စာတွေကိုတက်မြောက်အောင်မယ်အရင်တော့ training သမားတွေတက်တက်မတက်တက်စာတက်တက်မတက်တက်ဟိုလုံသားလေးခေါ်လို့ရတဲ့အနေထားမဟုတ်တော့ဘူးပေါ့နော်အဲ့တော့သူစစ်စစ်ပြီးတော့ခေါ်ရမှာပေါ့ကြီးညာရေးချင်းရစာအကုန်လုံးပြောနိုင်ဆိုနိုင်တဲ့လူအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုစစ်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 လာရဲဆိုတော့အခါကျအရန်ကိုတင်းကျပ်လာပြီဆိုတော့ကျွန်တော်တို့ scale တွေမမြင်လို့မရတော့ဘူးဟိုမြင်ရတော့မယ်ဒီတက်ပို့ပြီးတော့ပေါ့နော် လာမဲ့ကလေးတွေကိုလည်းဟိုပေါ့နော်ဟိုအလုံးနဲ့လာမဲ့လူဖြစ်ဖြစ်ចောင်းသားနဲ့လာမဲ့လူဖြစ်ဖြစ်တေချာစဉ်းစားပါចောင်းနဲ့လာမဲ့ဆိုလို့ရှိရင်လည်းစဉ်းစားကြည့်ဗျာသူတို့ကအလုံးလုံးခွင့်ရ28နှစ်ပြည့်ပဲရှိတာအဲ့တော့ကိုနေတဲ့ကိုចောင်းပတ်ဝန်းကျင်မှာလက်ပေးအလုပ်ရှိရဆိုလို့ရှိရင်တော့ចောင်းမဟုတ်ဘူးလက်ပေးအဲလက်ပေးအလုပ်တွေကနေရာတိုင်းမှာမရှိဘူးဆိုတော့ចောင်းလုတ်ခွင့်ပေးတာကအလုတ်လုတ်ခွင့်ပေးတာက28နှစ်ပြည့်ပဲရှိတယ် ဲ့တော့သူတို့တက်မဲ့ဈေးနှုန်းက150ဆိုတော့ဘလို့မှကိုမဖြစ်နိုင်ဘူးအခု60ကျော်ကလေးလေး60ကျော်ပေးချေနေရတဲ့ကလေးတောင်အရန်ပင်ပန်းနေပြီဆိုတော့စဉ်းစားကြည့်နော်အလုပ်ကလည်းတော့ရသေးတယ်အကြောင်းကလည်းတရားတော့တော့ရသေးတယ်စိတ်တက်စိတ်တက်ပိုင်းဆိုင်ရာတွေရောပြင်ဆင်ပြင်ဆင်မှရမယ်ပြီးရင်အခွန်တွေဘလောက်ဘလောက်ဆောင်ရတာတွေလည်းလေးလာပြီးလာရမယ်မလို့အများကြီးပဲစိတ်ပြစ်တယ်အဲ့တော့အလုံးနဲ့လာမဲ့လူကြီးကြတော့လည်းစဉ်းစားကြည့်နော်အခုကျွန်တော်တို့တောင်မှ၃ပုံတပုံလောက်ဆောင်လိုက်ရတယ် အခုနေအရန်နေများနေရယ်ကျွန်တော်တငယ်ချင်းဆိုရင်29ရတာ29ရတာအောင်မှာသူဘလော့ပဲရတာဆိုအဆောင်တားဖို့လေပေါ့နော်ဟိုကပေါ့အဆောင်ကြီးပါပါအဆောင်ကြီးပါရေမီပြပါမီအကုန်ရောပါတာအောင်မှာအခုနေရောဆောင်လိုက်ဖြတ်လိုက်တာသူ့လက်ထဲမှာ18တောင်းပဲရတယ်အဲ့တော့အရန်ကိုအခုနေကများနေပြီအေး ခွန်များတဲ့အတွက်ဒီနိုင်ငံကိုရွေးချယ်ရမလားတခြားနိုင်ငံကိုရွေးချယ်ရမလားအဲ့တော့လာလက်စနဲ့လာတဲ့သူဆိုလို့ရှိရင်လည်းလာကြည့်လိုက်လာပြီးတော့ကိုကလေဂျပန်စာတွေမဟုတ်တော့ဘူးအင်္ဂလိပ်စာတွေပါတတ်မှတ်ရတော့မယ်ဘို့ဆိုနိုင်ငံပြောင်းပြီးနေလို့ရအောင်လို့လေအခုကျွန်တော်ကြတော့အဲ့လိုပြောင်းနေတိုက်တဲ့ကျွန်တော်အရင်ချင်းအဲ့လိုမရှိဘူးဆိုဒီနေရာမှာပဲကျွန်တော်ချစ်ချုပ်ပြီးတော့သူ့အခွန်တောင်းသမျှကိုပေးပြီးတော့ပဲပေးဆောင်ပြီးတော့ပဲကျွန်တော်နေရမယ့်အနေအထားဖြစ်သွားပြီအဲ့တော့ခါကျတော့ဟို သူ့ရဲ့ဂျပန်စာကိုတော့ကျွန်တော်ကိုပို့ပြီးတော့မြင့်တင်ရပါဘောเนาะအဲ့ဘာတွေလိုအပ်လဲဆိုတော့ခါကြတော့လာမဲ့လူတွေကဘာတွေလိုအပ်လဲဆိုတော့ဂျပန်စာတွေမဟုတ်အင်္ဂလိပ်စာပါတက်မှာအဆင်ပြေမယ်ဘောဆိုဒီနိုင်ငံကအဆင်မပြေဘူးဆိုရင်တခြားနိုင်ငံမှာကူးနိုင်အောင်လို့ဟုတ်တော့ကျွန်တော်တို့အဲ့လိုယူဆရတိလားကျွန်တော်တို့ကအခုနိုင်ငံပြောင်းကျင်တာဗျာတိလားကျွန်တော်လည်းလေဂျပန်စာလွှဲရင်မတက်တော့ခါကြတော့ကျွန်တော်ပြောင်းမင်းအောင်ကျွန်တော်ခေါ်ပေးရှင်ခေါ်ပေးပါ ဘာလုတ်ပြရပြရပြလုတ်ပြပါအဲ့လိုတော့ပြင်နေပြီစိတ်ညစ်တယ်ကျွန်တော်ဒီနိုင်ငံမှာမနေချင်တော့ဘူးစိတ်ကြီးအရန်စိတ်ဓာတ်ကြီးကြာနေပြီဘယ်လိုကောင်းမလဲရတဲ့လစာလေးမြင်လိုက်လို့ရှိရင်လေတကယ်လားအိုးဘလကောမလေးသူတို့ပေးရတာပေးပေးရတာတမျိုးပြီးရင်တော့အဲ့ပေးပြီးပြီးရတယ်ကိုလက်ထဲအကြံမဟုတ်ဘူးကော်ဖီတပူးလေးတောက်လို့ရှင်အဲ့ကော်ဖီတပူးစာအခွန်အားဆောင်ရတယ်နော်ကြက်ဥတက်ကဝင်ကြက်ဥတက်ကတက်ကစာ အကုန်လုံးအခွန်ဆောင်ရတယ်။ဘာလို့လို့အခွန်ဆောင်ရတယ်။ဆိုတော့ခါကျစဉ်းစားကြည့်။လှုပ်ကောမလှုပ်ရတော့ဘူး။စားလည်းကောင်းကောင်းမစားရတော့ဘူး။အဲ့လိုမျိုး။ဟိုအဟိုအလုံးလုံးရတဲ့အတွက်အရှိအောင်သာစားနေရအစိမ်ချမ်းသာဘူးပေါ့နော်။ဒီထက်ပိုပြီးတော့လည်းမချွေတာနိုင်ဘူး။ဟုတ်တယ်မလား။ခန္ဓာကိုယ်ကဟိုအရှိအောင်စားမရမှာလေ။ဆိုခါကျတော့ညိုမျိုးတော့စဉ်းစားစရာတွေအများကြီးဖြစ်လာပြီ။ဂျပန်နိုင်ငံကမလာခင်မှာစဉ်းစားပြီးတော့ လာစေချင်ပါတယ်เนาะအဲ့အခုอืมအလုံးအလုံးနဲ့လာတဲ့လူတွေမကဘူးចောင်းနဲ့ပါလာမဲ့လူတွေပါအကြက်ရိုက်စရာတွေဖြစ်ကုန်ပြီဆိုတော့အဲ့တော့စဉ်းစားစားစားလာစေချင်ပါတယ်လေးလာပြီးတော့လာကြပါအခုနေအရန်များပါတယ်အရန်ကိုကြောက်နေပြီကျွန်တော်တော့ဒါပေမဲ့ तू ကတော့ကျွန်တော်တို့ထိကျွန်တော်တို့ရည်ရတာတော့မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့ကလည်းနိုင်ငံခြားသားဆိုတော့ခါကြာနည်းနည်းတော့ mm ထိတာပေါ့เนาะ mm ဒီလောက်ပဲကျွန်တော်ပြောပြရစီကျေးဇူးများကြီးတင်ပါတယ်ဆုံးထိနားထောင်ပေးတဲ့အတွက် bye bye